မေလာမှာဒီမတ်စပေါ့ပရိသတ်တွေအားလုံးလည်းမင်းလာပါယူဘလီစင်ပြီးဖိုင်နယ်ဒုတိယကြောပွဲစဉ်တွေရင်ဆိုင်စားလို့ပြီးမှာတော့ယူဘလီဘလူးဘဲကိုတက်ရောက်သွားတဲ့အသင်းတွေလည်းထွက်ပေါ်လာခဲ့ပြီဖြစ်ပါလိမ့်ဒေါသန်နိုင်မဲ့ကျွန်တော်တို့တွေဂျိုတင်မျောလင်းထားတဲ့အတိုင်းပဲမိုင်ရက်ရဲ့အသင်းနဲ့စပါအသင်းတို့ယူဘလီဘလူးဘဲကိုထိတ်တန့်ရင်ဆိုင်တွေ့တော်မှာလည်းပဲဖြစ်ပါလိမ့်ဆိုတော့ယူဘလီမှာတော့ All English Final ဖြစ်လာခဲ့ပြီးတော့ဆိုရမှာပဲဖြစ်ပါလိမ့်ယူဘာကွန်ဖရင့်ဘက်မှာတော့ချယ်ဆီအသင်းက Real Madrid အသင်းနဲ့ရှင်ပြိုင်ရမှာလည်းပဲဖြစ်ပါလိမ့် ရေဝလိကြံမြန်ဖြစ်မှုကြောင့်ရရှိလာမဲ့စုရေးထက်ယုံကြည်မှုကပိုပြီးအရေးကြီးကြောင်းဖွင့်ရပြောဆိုလာတယ်။နေပြအာမိုရင်နေပြမော်ရီကရွာတရအသင်းအတွက်ယူပါလိချန်ပီယံဖြစ်မှုကြောင့်ရရှိလာမဲ့ငွေကြေးအကျိုးအမြတ်ထက်ကိုထက်ယုံကြည်မှုကပိုပြီးတော့အရေးကြီးကြောင်းဖွင့်ရပြောဆိုခဲ့ပါလိမ့်ရွာတရအသင်းကယမနီကအုပ်ထုတ်ဖို့မှာဘီဘောကို၄ဂိုးတကူနဲ့ထပ်မံအနိုင်ယူပြီးတော့နှစ်ကြော်ပေါင်းရလက်9ဂိုးတကူနဲ့ဘောလူဘက်ကိုတက်ရောက်ခဲ့တာလည်းပဲဖြစ်ပါလိမ့် ယူရတဲ့အယူပါလိဘိုလူပွဲမှာပရီးမီးယားလိရဲ့ပြိုင်မဲ့စပါအသင်းနဲ့ရင်ဆိုင်ရမှာလည်းပဲဖြစ်ပါလိမ့်။ယူရတဲ့အစပါအသင်းကိုနိုင်ရရှိပြီးတော့ယူပါလိချန်ပီယံဖြစ်လာခဲ့မယ်ဆိုရင်တော့လာမယ့်ရာသီချန်ပီယံဝင်ခွင့်ရရှိလာမှာဖြစ်ပြီးဝင်ခွင့်ရလည်းပေါင်သန်း100အထိရရှိလာမှာလည်းပဲဖြစ်ပါလိမ့်။ဒုဗင်သို့တော်ညာလည်းပဲနေပြအောင်မင်းကတော့ငွေကြေးကအရေးကြီးဆုံးအရာတော့မဟုတ်ပါဘူး။စူပလာတလုံးရယူတယ်ဆိုတာနေပြတယောက်ကခန်းစားချက်တခုယူဆောင်လာတာပါ။ကောင်းနာရီလုံးဆောင်နိုင်မဲ့ခန်းစားချက်ပါပဲ။ပိတ်တရီအတွက်တစ်ခုခုပေးလာနိုင်ပါမယ်။ လာမယ့်ရသည့်ချန်ပီယံလိဂ်ကစားခွင့်ရယုံသာမကခန်းစားချက်လဲပေးလာနိုင်ပါမယ်လို့ဖွင့်ရပြောဆိုခဲ့တာဖြစ်ပါလေ။ဒီရသည်မှာတော့ယူရိုတဲ့အသင်းကအခုရသည်မှာနီးပါပိုစတီဂိုလူရဲ့စပါအသင်းကို၃ချိန်တန်တန်ရင်ဆိုင်ခဲ့ပြီး၃ချိန်သလုံးရှုံးနိမ့်ထားတာဖြစ်ပါလေ။တပတ်မှလည်းနီးပါပိုစတီဂိုလူမှလည်းယူပါလိဖလားမဆုတ်ခုနိုင်ဘူးဆိုရင်တော့စပါနီးပါရာထူးကနေထုတ်ပယ်ခြင်းခံရမယ့်အရေးနဲ့ရင်ဆိုင်နေရတာဖြစ်ပါလေ။ဆက်လက်ပြီးတော့နီးပါအမိုရင်ကကျွန်တော်နှစ်သင်းလုံးကတင်ရင်မြေကြီး ရှင်ရင်ရွှေသည်ဆိုပြီးအစွမ်းကုန်စူးစားကစားကြပါလိမ့်မယ်။နေပါရီရဲ့အချိန်လေးတွေကလည်းဒီအတိုင်းပါပဲ။အန်းကလည်းဒီလို့စပောင်းကိုလှုပ်လာတာတနည်းကြောပါပြီ။ဒါပေမဲ့နောက်ဆုံးကတော့ရုံးကန်နေရတဲ့အနေထားပေါ့ဗျာ။ဒါကလည်းကောင်းတဲ့အရာပါ။ပရမဆုံးအနေနဲ့ဖြစ်နိုင်ရည်တွေကိုစဉ်းစားရပါမယ်။အတင်းတဲ့တဲ့နဲ့လေးချင်းဆက်ရှုံးဖို့ဆိုတော့တိတ်တော့ခက်ခဲလိမ့်မယ်လို့ထင်ပါလိမ့်။ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့အဲ့ဒီလိုပဲစဉ်းစားနိုင်ပါလိမ့်။ကျော်တို့ဘက်ကလည်းအပြည့်ရှိတဲ့လူစင်းနဲ့ဘွဲကိုတည်တည်ချာချာလေးလေးလာဖို့လှုပ်ထားဖို့လိုပါလိမ့်မယ်။ ီဘက်စီမှာဂျင်းနဲ့စီအောင်အကောင်းဆုံးအချက်ကတော့မေဆယ်မောက်နှစ်ကိုအသွင်းယူပေးကြတာလည်းပဲဖြစ်ပါလိမ့်။ပထမကိုအပြင်ဒုတိယကိုဆိုရင်တိတ်ကိုလှပါတဲ့အဝေးကန်ချက်နဲ့တွင်းယူခဲ့တာလည်းပဲဖြစ်ပါလိမ့်။မေဆယ်မောက်2023နှစ်မှာချဲသေးတဲ့ကနေပေါင်55သန်းနဲ့ပြောင်းရွှေ့လာပြီးရဲ့နောက်ရော့တဲ့ဇာမဘွားအတွင်းဒဏ်ရာပြဿနာတွေနဲ့နှစ်ပတ်လုံးခဲ့ရသူလည်းပဲဖြစ်ပါလိမ့်။ဒီရတမှာပရီးမီးယားလိပွဲစဉ်10ပွဲနဲ့သာပွဲထွက်ဇာခွင့်ရရှိထားသူလည်းပဲဖြစ်ပါလေ။မေဆယ်မောက်နဲ့ပတ်သက်ပြီးတော့နေပြအောင်မင်းကမေဆယ်မောက်ဟာနေတိုင်းကြိုးကြိုးစားစားနဲ့အလုံးလုံးနေတာပါ အစားအသောက်ကောင်းကောင်းစားတယ်နောက်အနာယူတယ်နောက်ရေခဲစိမ်ပြီးတော့လေ့ကျင်တာတွေအကြအလုံးကြိုးကြိုးစားစားလှုပ်ဆောင်နေရတယ်မြင်တွေ့ရတော့ကျွန်တော်ဘက်ကဒီလိုမျိုးဇာသမားကိုအကောင်းဆုံးဖြစ်အောင်ကူညီပေးဖို့ပဲရှိတာပေါ့လေသူ့ရဲ့ဇာဟနဲ့ဆိုတော့ဒီနေ့ဟာတကယ်ကိုအကောင်းဆုံးပါပဲဘာလို့လဲဆိုတော့သူကကွင်းလေလူလေဟုတ်တယ်တောင်မန်ဇာမတယောက်လည်းဟုတ်ပါတယ်ပြေးလေပြေးလို့နိုင်တယ်သူဘာတွေလုံးနိုင်နေဆိုတော့ကျွန်တော်သိပါတယ်သူလုံးနိုင်တာတွေအများကြီးရှိပါတယ် နောက်ဆုံးမိကိုကိုလှလှပါပါပဲအဝေးကန်ကျတဲ့တွင်းယူခဲ့တဲ့မေဆယ်မောင်ကတော့ယူရတဲ့ဇာမဘွားမှာအကောင်းဆုံးမိနစ်20တဲ့လားတိတ်သေးကြလားပေါ့ကျွန်တော်ယူရတဲ့ကိုပြောင်းလာကလေးကပုံမှန်ခြေစွမ်းရဖို့ရုန်းကန်ခဲ့ရတာလေဒါပေမဲ့အရှုံးမပေးပဲနေတိုင်းစ조사လာခဲ့တာတွေကဒီကနေ့ပွဲမှာထင်ပေါ်တော့တော့တာပါပဲဘွဲတင်ကိုကျွန်တော်တွေးနေကြတာကဘောလုံးသား9ရဲ့ခြေတော်တဲကိုရောက်လာခဲ့မယ်ဆိုရင်အဲ့ဒီအခွင့်ရေးကိုရအောင်၃၆အုံးမယ်ဆိုပြီးတော့ပေါ့မသိသေးကအလိုလိုလှုပ်ဆော်သွားတယ်လို့ပဲပြောရမှာပေါ့လေ တိတ်ကိုလှပတဲ့ညရညပါပဲ။အော်ထဘိုမှာတွင်းခဲ့တဲ့ကျွန်တော်ရဲ့ပထမဆုံးကိုဒီကိုရဖို့တော်တော်လေးတောင်ကျွန်တော်စောင့်ခဲ့ရပါတယ်။ Final တက်ပြီးဒီအားဒီကိုအမြင့်ဆုံးအနေထားမှာအဆုံးသက်ချင်တာကျွန်တော်တို့အားလုံးရဲ့စံဒါပါပဲလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။နေပြည်တော်မော်ရင်ကတော့ဒီနိုင်မွေရပရိသတ်တွေအတွက်ပါသူတို့အတွက်အနည်းဆုံးဒီလောက်တော့ကျွန်တော်တို့လုံပေးနိုင်ခဲ့တင်ပါလေဘိုလ်လူဝဲကြောင့်တော့ကျွန်တော်တို့အခုတည်းကစိတ်ဖိစီးနေပါပြီ နောက်ဆုံးမှာတော့မနိုင်ရင်ဒီထီကိုတက်လန်းခဲ့တဲ့မြတ်ဟာဘာမှမဟုတ်တော့ဘူးလေနောက်လာမယ့်ပွဲစဉ်တွေလည်းစိတ်ပူပါလေ final match ဇာမီတန်ရာတွေမရသွားဖို့အတွက်လိုအပ်တယ်လေကျွန်တော်တို့အခုဘောလုံးပွဲကို ရောက်ပါပြီအရင်လဲပျော်ပါလေရင်ခုန်စွာနဲ့စောင့်ကြည့်ကြတာပေါ့ကျွန်တော်တို့မှာလူဝင်ရောက်အပြည့်ရှိတဲ့အချိန်ဆိုတော့ပွဲအကြောင်းစဉ်းစားတော့အရင်လွဲကူတာပေါ့ထို့ပွဲစဉ်တွေမှာဆိုရင်ကျွန်တော်တို့ရုံးကန်ရတဲ့ပွဲစဉ်တွေရှိပါတယ်ကစားမတွေကမတူညံ့တဲ့နေရာတွေမှာကစားခန့်ခဲ့ရတာပါ စရောရောတဲ့အသင်းကဒီယာဒီမှာဥရောပမှာရှုံးဝဲမရှိသောတသင်းဒီသော အသင်းလည်းပဲဖြစ်ပါလေပရိမာလီမှာရုံးကန်နေရပေမဲ့ဥရောပမှာတော့ရှုံးဝဲလုံးဝမရှိတော့ပါဘူးဥရောပမှာဆိုရင်14ဘဲကစား6ဘဲ9 9ဘဲသေးကြာထားပြီးတော့ရှုံးဝဲလုံးဝမရှိတော့လည်းပဲဖြစ်ပါလေတကယ်လို့များယူပါလီဖလားသာရရှိသွားမယ်ဆိုရင်တော့ရှုံးဝဲမရှိမှတ်တမ်းနဲ့ဥရောပဆူလာကိုရရှိသွားမှာလည်းပဲဖြစ်ပါလေ ဒေဗစ်ဇင်မာမစဲမောင်းကလည်း2003ခုနှစ်ကရီယယ်မထွေအသိန်းနဲ့ပွဲစဉ်မှာဒေဗစ်ဘကန်နှုတ်ကိုသွင်းယူပြီးနောက်ပိုင်းမာရီနိုတဲ့အသိန်းတွေဥရောပပြိုင်ပွဲမှာရှုံးတဲ့ပွဲစဉ်တစ်ပွဲမှာနှုတ်ကိုသွင်းယူနိုင်တဲ့ပထမဆုံးသောလူစားဝင်စားမောင်းအဖြစ်မှတ်တမ်းဝင်ခဲ့တာလည်းပဲဖြစ်ပါလေ။နေပြောင်မော်ရီကလည်း2016 2019ရာသီတုန်းကမော်ရီယိုပြီးရင်ရောတဲ့အသိန်းတွေပထမဆုံးကန်တွဲတဲ့ရာသီမှာပဲဥရောပဖလားဘိုလူဘက်ကိုပို့ဆောင်ပေးတဲ့ပထမဆုံးသောရောတဲ့နီးပြောင်အဖြစ်မှတ်တမ်းဝင်ခဲ့တာလည်းပဲဖြစ်ပါလေ။ မော်လုဝဲတစ်ခုကိုတက်ရောက်ဖို့အတွက်လိုနေဆိုရင်ထိတ်ဆုံ3သိန်းကရက်တည်နေတဲ့အသင်းတွေပါလို့မလုံနိုင်ရတာလေလို့မေးခွန်းထုတ်လိုက်တဲ့နေပြာအန်ဂီပိုစတီဂိုလူစပါးသိန်းကယမနေ့ကောင်ကဘော်ဒိုကလင်းကိုငကိုကိုမရှိနေတဲ့ထပ်မံအနိုင်ရရှိပြီးရဲ့နောက်နှစ်ကြောပေါင်းရလဟာငါးဦးကောင်နဲ့အနိုင်ရရှိပြီးယူပါလီဘောလူဘက်ကိုတက်ရောက်ခဲ့ပြီးဖြစ်ပါလေနေပြာအန်ဂီပိုစတီဂိုလူဟာသူ့ရဲ့ဇာကအတိုင်းပဲဒုတိယမြောက်ရာသီမှာဆူလာဆုတ်ကိုနိုင်မဲ့အခွင့်အရေးပိုင်ဆိုင်နေပြီလည်းပဲဖြစ်ပါလေ ပိုစတီဗိုလ်ကနေပြဘွားတခြားမှာကလန်နဲ့နိုင်ငံအသင်းနဲ့အတူဒုတိယကြိမ်မြောက်ကင်တွေတဲ့နှစ်မှာပဲဆူဘလာရယူနိုင်ခဲ့သူလည်းပဲဖြစ်ပါလေ။ဇရော့စပါသင်းကမေလာ20ရက်နေ့မှာဘီဘာဘိုမှာယူရိုက်တက်အသင်းနဲ့ယူပါလီဘိုလူပဲရင်ဆိုင်စားရမှာလည်းပဲဖြစ်ပါလေ။တရားဒီစပါးတဲ့အောင်ဆိုးရတဲ့ပရီးမီးယားလိယာစီနဲ့ကြုံရပြီးရဲ့နောက်မှာမှတ်ပေးစရာအဆင်ဆက်ချောင်းနေရာမှာယက်တီနေတာလေးပဲဖြစ်ပါလေ။သို့ပင်သို့တော်ညာလေးပဲသူတို့အောင်2008ခုနှစ်နောက်ပိုင်းပရမအောင်ဆူပလာရယူနိုင်မဲ့အခွင့်အရေးလက်ဝဲပိုင်ဆိုင်ထားနိုင်ခဲ့ပြီဖြစ်ပါလေ။ ဟုတ်တယ်ပဲဒီဘက်မှာလည်းယူရိုတရအသင်းကလည်းပရီးမီးယားလိမှာဆင်ဆန်9နေရာမှာရက်တီးပြီးရုန်းကန်နေရပြီမဲ့ယူဘာလိမှာတော့ရှုံးပဲမရှိပဲဘိုလူဘက်ကိုတတ်ထားတဲ့အသင်းတစ်သင်းလည်းပဲဖြစ်ပါလေနေပြပိုစတီဂိုလူကလူတွေအများကြီးကိုအာအသင်းစီလာတော့မယ်အခုအငေးပွားဖို့ဖြစ်လာပါပြီကျွန်တော်နှစ်သင်းကတစ်သင်းဟာဆူလာတလုံးရယူနိုင်ပါတော့မယ်တကယ်လို့များကျွန်တော်တို့အနိုင်ရရင်ကျွန်တော်တို့အဖိုးမတန်းပါဘူးဆိုပြီးအသင်းလိုက်ဓာတ်ပုံတွေရိုက်ကြတော့မယ်ပြောရရင်လိမှာရုန်းကန်နေရရောဘယ်သူများစောက်ယူဆိုင်နေလို့လဲသဘောထားကွဲစရာပါ ဒါလေးနဲ့ဘာမှမဆိုင်ပါဘူး။ဘယ်သူကယုံကန်ရတယ်ဘယ်သူကမယုံကန်ရဘူးဆိုတော့ကျွန်တော်စောက်ခုကိုမဆိုင်တာပါ။မန်ချက်စတာယူနိုက်တက်အသင်းကလည်းထိုက်ထိုက်တန်တန်နဲ့ကိုဒီနေရာကိုရောက်ယူလာတာပါလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။စပါတင်က6ချိန်မြောက်ရောဘဘလူဘက်ကိုတက်ရောက်လာခဲ့တာဖြစ်ပြီး2019ခုနှစ်နောက်ပိုင်းပရမအဆုံးအချိန်တက်ရောက်လာခဲ့တာလည်းပဲဖြစ်ပါလိမ့်စပါတင်ကနောက်6ခုနှစ်တုန်းကကာဘွန်ဖလောက်စကူပီရဲ့နောက်ပိုင်းဆီမီဖိုင်နယ်ကို9ချိန်တန်တန်တက်ခဲ့ပေမဲ့လည်းရှုံးနေခဲ့တာလည်းပဲဖြစ်ပါလိမ့် ဒါပြင်သူတို့ကလွန်ခဲ့တဲ့40နှစ်တုန်းက UFA ဖလားစကိုဘီရဲ့နောက်ဥရောပဖလားနဲ့ဝေးကွာခဲ့တာလည်းပဲဖြစ်ပါလေ။ယူဘောကွန်မရလီဗိုလူပဲမှာဘောလုံးဖခင်ကြီးနဲ့ရင်ဆိုင်ရမှာဖြစ်၍မာရက်ကစိတ်လုံရှားနေ။ကျယ်သိနေပြအောင်ဆိုမာရော့စကာတယောက်ယူဘာကွန်ဖရင့်ဘောလုံးပွဲမှာသူ့ရဲ့ professional ဖခင်မန်နူရယ်ပလီဂရီနဲ့ရင်ဆိုင်ရမှာဖြစ်လို့စိတ်လုံရှားနေကြောင်းဖွင့်ရပြောဆိုလိုက်ပါတယ် ဂျာဇင်းလေးကယမနီတုန်းကယူအာန်ကိုတကောကိုမရှိနိုင်အောင်ရှိခဲ့ပြီးနှစ်ကျော်ပေါင်းရလဲငါးကိုတကောနဲ့အနိုင်ယူပြီးတော့ယူဘောင်ကွန်ဖရင့်လီဘောလူဘက်ကိုတက်ရောက်ခဲ့တာလည်းပဲဖြစ်ပါလိမ့်ဘင်္ဂလားရီယယ်ဘတ်မှာလည်းဖီယိုယီနီနာအသင်းကိုနှစ်ကျော်ပေါင်းရလဲ၄ကို၃ကိုနဲ့အနိုင်ယူပြီးတော့ယူဘောင်ကွန်ဖရင့်လီဘောလူဘက်ကိုတက်လန်းခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဘီယိုယီနီနာကိုချိန်ပေါ်မှာနာရခဲ့တဲ့ရီယယ်ဘတ်ပွဲကိုကြည့်ကြရတဲ့နေပြအန်ဆိုမာလော့စ်ကာတယောက်ဘာလိနဲ့ဆုံရလို့ကျွန်တော်ရန်ကိုဝမ်းသာပါလိမ့်။သူသဖြင့်ပယ်လီဂရီနဲ့ယင်ဆန်ရလို့ပါပဲ။ သူကကျွန်တော်တို့ professional parking လို့ပါပဲဒီတော့အရန်ပြောပါလေသူနဲ့၄နှစ်ဇက်တိုက်ကျွန်တော်တို့လက်တွဲခဲ့ပါလေနှစ်နှစ်ကဇာမအဖြစ်နောက်နှစ်နှစ်ကတော့လက်ထောက်နေပြအဖြစ်နဲ့ပေါ့ဒီတော့ဇာမတွေကိုသူဘလို့တွေးလဲဆိုတာကျွန်တော်ကောင်းကောင်းကြီးသိပါလေဒါပေမဲ့ရေးကြီးဆုံးအရာကသူ့ရဲ့ယောသားမှုပါပဲသူကလူကောင်းတယောက်ပါသူကကဇာမတွေနဲ့ယောသားဆုံးနေပြီးတော့အများအမ်းစူးစမ်းလေးလည်းရှိပါလေကျွန်တော်လည်းဒီတိုင်းပါပဲသူစီကလည်းအများကြီးတင်ယူခဲ့တာတွေရှိပါလေလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ ဂျာဇနီပြအန်ဆိုမာရက်စ်ကဟာဇာမာဘွားတုန်းကရီယယ်ဘက်တီရဲ့မျိုးကံပြိုင်ဘက်ကလပ်တစ်ခုဖြစ်တဲ့ဆီဗလာအသင်းနဲ့အတူယူဘာလီဖလာနှစ်ကြိမ်၊ရောဘတ်ဆူဝါဖလာတစ်ကြိမ်ကိုအဆုခွင့်ရရှိခဲ့သူလည်းပဲဖြစ်ပါလေ။ဒါလည်းပြောနေပြအန်ဆိုမာရက်စ်ကကဆီဗလာမှာကျွန်တော်၄နှစ်ကစားခဲ့ပါလေ။ဗတ်တီနဲ့တွေ့ရတာဒါဘီပွဲကြီးလိုပါပဲ။ကျွန်တော်တို့ဒါဘီပွဲစီမှာတကူကုန်းချင်းနဲ့အနိုင်ရရှိခဲ့ပါလေ။ကျွန်တော်လည်းတကူသွင်းယူနိုင်ခဲ့ပါလေ။သူတို့ကျွန်တော်ကိုသဘောမကျတော့ကျွန်တော်သိပါလေ။ သူတို့ကျွန်တော်ကိုမချစ်ကြပါဘူးကျွန်တော်ဇတိကိုလည်းစီးပြီးမှတွေ့ခဲ့တာပါပဲသူကစီးပြီးသူကဗရမကလေးကိုလည်းကျွန်တော်စီးပြီးမှပဲမွေးခဲ့ပါတယ်ကျွန်တော်စီးပြီးလာမှပဲကစားခဲ့ပါတယ်ဒါပေမဲ့ဘလူးပဲမှကျွန်တော်အနိုင်ရခြင်းမလဲဆိုတာကိုတော့တန်လေးကမဝင်ပါနဲ့လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်ဂျာဒီနင်းကတော့ပရီးမီယာလိရာသီတိုင်းပွဲ၃ရက်အကြာမှာမေလ28ရက်နေ့မှာပိုလန်နိုင်ငံဝါဆော့မှာရီယယ်ဘတ်တစ်အသင်းရဲ့ယူဘာကွန်ဖရင့်လီဘလူးပဲရင်ဆိုင်စားရမှာလည်းပဲဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်ဘယ်ကြံများလို့ကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေခင်ဗျာ